ွေဦးနဲ့တိန်ချန်နေကိုအပင်းနာစင်နေကြတဲ့သူတွေအားလုံးပဲမင်္ဂလာပါရှင်။ဆရာကြီးတာရုရဲ့တာချင်းမြာချေဝုထုရူများတာရုဤစာစုနှင့်စာအုပ်ထဲကဝုထုရူတွေကိုရွေးချယ်ဖတ်ပြလျက်ရှိပါတယ်။ဒီကနေ့မှာတော့အဲ့ဒီစာအုပ်ထဲကနတ်လူတာရုခေါ်စေတော့ဆိုတဲ့ဝုထုရူကိုဖတ်ပြသွားဖို့ရွေးချယ်ထားပါတယ်ရှင်။နားဆင်အားပေးပါဦးနော်။နတ်လူတာရုခေါ်စေတော့ မာရဲ့တော့လင်းယူစရာတလောက်ရှားသမို့လားမယားကြီးငုတ်တုတ်လူကမှမျက်စိကြရတဲ့ရဲရကရွာကျော် ကြားလို့မှမတော်လိုက်တာကောင်းမရဲ့ဒီမှာအမဒါရီကျမကိုဘာမှ ပြောစရာမလိုဘူးကို့လူကိုဖြင့်ကိုနိုင်အောင်မထိမ့်မဲနဲ့ဟဲ့ငါလင်းကိုငါဘလို့ထိမ့်ထိမ့်နင့်လိုကောင်မတွေကမလုံကလေးပြလိုက်ရင်တော်တော့နော်အမစကားတွေလွန်လာပြီတို့ပြောရင် ခန့်ငယ်ငယ်အမျိုးသမီးကထမိန်ကိုပြင်ဝတ်သည်။မရေကြီးမရေငယ်တိုက်ပွဲအတွေ့ကြိုတင်ပြင်ဆင်သည့်သဘောပြီးရင်ခက်ပြုံပြုံထိုင်ကြည့်နေသူအသက်60အရွယ်ဦးကြီးကရုတ်တရက်ထလာပြီးခန့်ငယ်ငယ်အမျိုးသမီးရှေ့တွင်ရက်ကဟေးမပုမင်းဘာမှထပ်မပြောနဲ့တော့သူပြောချင်တာပြောပါစေတို့လင်တဖက်ကိုဟန့်တာထားပြီးခက်ကြည့်ကြည့်အမျိုးသမီးဘက်တို့လဲကမင်းကွာမတ်တကြီးရက်ပြုံနေတာမညောင်းဘူးလားထိုင်ထိုင်ပြီးပြောချင်တာပြော ငါဟာမင့်လင်းဟိုမပူကလည်းငါမရပဲဘာပဲဖြစ်ဖြစ်တရားမျှတမှုရှိစေရမယ်မင့်ဝမ်းနဲ့ရှိတာပြောတာပြောတမိတဲ့တဝမ်းနဲ့မှရှေးစင်းနောက်စင်းဆင်းလာခဲ့ကြသည်ရင်ရင်အကိုများဖြစ်လင်ကစားအောင်မိုးနဲ့အောင်ဖြိုးတို့ဤအပြုမူရောစိတ်တဘောရာဇရိုက်ခြင်းမှာတယောက်နဲ့တယောက်မတူအောင်မိုး22နှစ်ပညာစုဒီကိုသူစိတ်မဝင်စားသူ့နောင်ရေးအတွက်ပူပင်တော့ကမရှိမိဘဤထတော်နဲ့ဟင်းရွက်အတီးနံချံများရှိနေတွေ့ သူ့စာဝန်နေပြည်လည်နေလိမ့်မည်ဟုသူယုံကြည်ထား၏။ဟေလာဝါလာနှင့်တွားခြင်းရာတွားနေရလျင်သူကြည်နက်၏။ရွာရကရွာခရီးဆန့်ပြီးဒိုးပက်လိုက်ပြီးနေရလျင်သူပျော့၏။အပျော်ရကအပျော်ဆုံးသောအောင်မို့ဤလောက်ရမှာတရွာတယောက်ဆိုသလိုရီးစားတွေမိုးလိုပေါက်နေခြင်းဖြစ်၏။ကျောက်ရင်နေချောင်းနှင့်ကျောက်ပရောင်ကာလန်းဆောင်ရှိဂွေးချိုရွာအနီးတစ်ဝိုက်သာမကမိထီလာအထီသောရွာများတွင်မေးဒီတိုင်အောင်ဂွေးချိုကအောင်မိုးဆိုလျင် မတိသူမရှိ ်အထူးသဖြင့်အမျိုးသမီးတို့ကပို၍မျက်မှန်တမ်းမိနေကြသည် လူကတောသူအကြိုက်ရောင်တစောင်းနှင့်ဗလာကောင်းခန့်ကျော်အောင်ဖြူ24နှစ်သူလဲရုပ်ရည်ရောအရက်မောင်းပါညံ့သူမဟုတ် သူကိုချစ်သူ သူမြတ်တာကိုရယူလို့တော့ပြိုပြိုကျော်တို့အည်တွက်ကအောင်မိုးထက်တာသည်သို့တော့ဤကိစ္စတွင် အောင်ဖြူစိတ်မဝင်စားမိပါဤလက်ငုတ်လက်ရင်ကိုသာလျင်အပြင်းထန်စူးစမ်းပြီးလူဝါရေးကိုသာရှေ့ရှုနေသည် အမိုးတရားရီးစား20ကျော်ဖြင့်ပျော်ပျော်ကြီးပွေခဲ့ပြီးသည့်အစုံလိုက်သူအနှစ်သက်ဆုံးချစ်သူမအေးမကိုလက်ထပ်ယူခဲ့သည်မှာအနှစ်20ပြင်ကြော်ခဲ့သည့်တိုင်အောင် အချစ်နှင့်ပတ်သက်၍နောက်ထပ်ပွေခဲ့သည်ဟု၍မရှိမအေးမကလွဲလျင် လောကထဲ၌မိမပင်မရှိတော့တကယ်သို့သဘောထားနေသလိုမသိအပြင်သွားရမှအိမ်ပြန်ရောက်၍မအေးမပြောင်းနေလျင်နီးစက်ရာကိုမေး၏ အဖြစ်အတိကျမရခဲ့တော့မအေးမှသွားတဲ့တိအိမ်အနှံ့ဒရဇက်လိုက်ရှာ၏။ငါရှာလိုက်ရတာကွာ။ထိုမြပြောပြီးမအေးမှကိစ္စပြီးသည့်အထိထိုင်ဆောင်၏။မအေးမှပြန်မှသူ့ဘာထ၏။အောင်ဖြိုးယခုကိုအောင်ဖြိုးဟုခေါ်မှ တင့်တော်ကြီးတော်မည်။အသက်အရွယ်အားဖြင့်55နှစ်တို့ချင်းနှင်းခဲ့ပြီဖြစ်သည့်အတိုင်းကိုအောင်ဖြိုးသည်လည်းယခုသားနှင့်မရနှင့် ကိုအောင်ပြော၏အချစ်ဦးသည်မပူချစ်ဦးသူဆိုစေကမူညီစာဦးအဖြစ်ညားခဲ့သည်ကမဟုတ်မိဘများကတင့်တော်သည်ဟုစီမံပေးစား၍ပစိုးရန်တင်အကျဉ်လမားဖြင့်ပေါင်းသင်းနေခဲ့ရသည့်တိုင်လင်းတယောက်နေဖြင့်ဘာမှလူလီသည်မရှိအောင်ကျင်နာသည်ယူဆိုင်သည်ကိုအောင်မိုးကမဲ့အိမ်မကိုချစ်တော်အချစ်မျိုးထက်မလျော့တော်ချစ်ခြင်းဖြင့်ကိုအောင်ဖြိုးကလည်းမပူကိုချစ်သည်သာသို့သောကိုအောင်ဖြိုးတရော့မှအလုတ်တင်၍ပြန်လာသောခါများ၌အိမ်တွင်မပူကိုမတွေ့လျင် ်ဟေးမဘူးရောခုလေးရင်ထွက်သွားတာပဲအေးအေးထုံမြဒါအေးလိုက်ပြီးမိတို့မြဆက်မပြောလိုက်၍မရှာမပုအိမ်လေသွားရမှပြန်လာရင်လဲတခွန်းတလင်ပင်မမေးမိတို့ဖြစ်စီမပုကိုသူချစ်သည်မျက်နှို့သည်လင်းဝတ်တရားမပြက်စရာအဖက်ဖက်မှတောင်းဝန်ကြီးသည်သာဖြစ်၏ယခုဥဟာမိုးအသက်60ဘက်တို့ချင်းနှစ်လာပြီးဖြစ်တဲ့ကဲ့သို့ဥအောင်ဖြိုးသည်လဲ60မှတစုံတစကျော်လာခဲ့လေပြီး ဦးဟောင်မိုးမူမပြက်ဟန်မပြက်မအိမ်မကိုမတွေ့ရင်ရခင်ကလိုခုနှစ်ရင်ကြားမမေးတော့ပဲမတိမတာ ရိုးတိုးရစ်တိတ်လိုက်ရှာတတ်သည်။ဦးဟောင်ဖြိုးတော်မူငယ်စဉ်ကမြားပွေမှုกินသလားယခုမရှင်းမလင်းဖြစ်လာကြပြီ။ဒေါ်ပူအိမ်မပျောက်သွားတော့အချိန်တန်ကပြန်ရောက်လာသည်။ယခုဦးဟောင်ဖြိုးအိမ်မထွက်သွားပြီဆိုရင်ကနောက်တနေ့မိုးလင်းမှပြန်ရောက်လာတတ်သည်။ရိုးဒေါ်ပူဦးဟောင်ဖြိုးတယောက်ဘာအထူးလုပ်ပြီးမေးနေတာတော့ ဒီချိန်ဆိုရင်သူ့မယဲ့ငယ်အိမ်မှာသွားမေးကြတော့နောက်ကိုမှတ်ထားဥအောင်မုံနေဆန့်ကျင်ပြောင်းမြင်ဥအောင်ဖြိုးတယောက်အငင်းအနောင်းနဲ့ဖောက်ပြန်နေလေပြီသို့တော်မပူကိုမူသူချစ်မြဲကျင်နာမြဲပေါင်းတင်မြဲတရချာနေရချာလောက်မယဲ့ငယ်အိမ်သွားရတက်ဒီကလွဲ၍ဒေါ်ပုအပေါ်တွင်ထူးခြားစွာပြောင်းလဲသွားသည့်အရေးလက္ခဏာလုံးဝမရှိတို့တိုင်အောင်ဒေါ်ပုမှာမင်းမသားတို့တဘာဝအတိုင်းလင်းစိတ်ထိတ်မွေခဲဟူပြီးတော့ဥအောင်ဖြိုးထိုးအိမ်သွားသည့်နှင့်ကြုံတော်နေတွင် လာရောက်မင်းမြန်လူတိုင်းအားဒီချင်းဆိုရင်ဟူသောဒမနတစကားဖြင့်မပိုင်မချော်ရသည်ငောက်တတ်သည်တို့လျောက်လည်းဒီချင်းဆိုသူ့ကိုဆွဲလန်းမှတ်သားမိသူများကည9နာရီလောက်တွင်အကြောင်းရှိ၍ဥအောင်ဖြူအားတွေ့လိုကြတိုင်းမင်းငယ်အိမ်တွင်တွားရောက်ရှာဖွေမင်းမြန်တကြသည်ဒီညကိုအောင်ဖြူဟိုမှာပဲရှိလိမ့်မယ်ရန်ငယ်ဖြစ်သူကအီလိုပြ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 ောလို့ရှိဒီမှာသူ့ပင်ကိုစိတ်ထားနူးညံ့၍မဟုတ ။ဥအောင်ပြု၏တမျိုးသောမူဖြင့်ပြောဆိုဆုံးမှသဘောတရားအပုံပုံဖြင့်ထောက်ပြခဲ့လေသောကြောင့်တကြားအံ့မာရဲ့တော်လင်ယူစရာဒီလောက်တောင်ရှားသမို့လားမရေကြီးငုတ်တုတ်တဲ့လူကမှမျက်စိကြရတဲ့ရဲတကရွာကျော်ကြားလို့မှမတော်လိုက်တာကောင်းမရဲ့ ဦးအောင်ဖြူမိမတယောက်ခိုးပြေးသွားသည်ဟုသောသတင်းစကားကြားသည့်နှင့်မယေကြီးတို့ထုံးစံအတိုင်းဒုံဆိုင်၍လိုက်လံရှာဖွေကမနီမဝေရွာတရွာရှိအိမ်တလုံးတွင်ရုံစားကြီးမိလိုက်သည်နှင့်မောကြီးပန်းကြီးဒေါ်ပုလည်းချွေးတုပ်ရင်ကဤလိုစကားဆကမယေကြီးနေဖြင့်စစ်ကြင်ညာလိုက်သည်တွင်ဒီမှာအမဒါရီကျမကိုဘာမှပြောစရာမလိုကို့လူကိုဖြင့်နိုင်အောင်မထိန်နိုင်မယ်နဲ့ဦးအောင်ဖြူခိုးလာသူကအိမ်တွင်းခန်းဝတွင်ရက်လျက်ဒေါ်ပုကအိမ်စက်မြေအောက်တွင်ခါထောက်လျက် တို့တယောက်တခွန်ပြောနေကြကဘုရားရှင်အနည်းတွင်ရက်နေတော့ဥအောင်ဖြူသည်သူတို့တနတ်မင်းပြာရခတ်သွားခြင်းမရှိပဲဖွာနေသည့်ဖက်ဖြူလေးကိုပြာအတာချွေရင်းဧကန်ရှိဝါပလက်ကလထန်တွင်ဝင်ထိုင်လိုက်၏ကို့လူဖြင့်ကိုနိုင်အောင်မထိန်ဘဲနှင့်ဟူသောစကားအတွက်အချက်ကြကြပြန်ချင်ရင်ဒေါ်ပုအဖိုလွယ်ဟန်မတူနှကန်းတရော့ရဖြင့်ခြေပစကားရှာနေပြီးမှအေးဟဲ့ဟဲ့ငါလင်ကိုဘလို့ထိန်ထိန်ညလုံးကမာရီကမက်လုံကလေးပြလိုက်ရင် တော်တော့နော်အမစကားရီလွန်လာပြီဤတွင်အငယ်မကထမင်းပြင်ဝတ်သည်မြေကြီးမြေငယ်တိုက်ပွဲတွေကြိုတင်ပြင်ဆင်သည့်သဘောခက်ပြုံမျိုးမင်းထိုင်ကြည့်နေသူဥအောင်ဖြိုးထလာပြီးအငယ်မအနီးတွင်ရက်ခါဟေးမပူမင်းဘာမှထပ်မပြောနဲ့တော့ဥအောင်ဖြိုးသည်အငယ်မစီတို့လက်ညိုတန်း၍စစ်စစ်ကြည့်၍ပြောလိုက်သည်ပင် ဖြစ်စေကမူမြေကြီးတော်ပုတွင်ဇဝေဇဝါနှင့်ထွေသွားရမှာကိုအောင်ဖြိုးရှင်မသူပြောရလဲ မင်းကိုမဟုတ်ပါဘူးကွာဒီမပူကိုပြောတာပါဟင်ဒီကောင်မနာမည်ကနာမည်ကအေးမပူပဲအုံငနဲ့အတန်တခုမြည်သွား၏တော်ပူကတအံ့တော်သူ့ရင်ဘက်သူထူလိုက်တယ်မင်းကွာမတ်တကြီးရဲ့ပြောနေတာမညာဘူးလားလာလာထိုင်ထိုင်ပြီးမင်းပြောချင်တာပြောငါဟာမင်းလင်းဟိုမပူကလည်းငါမရပဲဘာပဲဖြစ်ဖြစ်တရားမျှတမှုရှိစေရမယ် မြင့်ဝမ်းနေရှိတာလားပြောဥအောင်ပြိုးကဒေါပုကိုဧကန်နဲ့ဆွဲခေါ်သည်တွင်ဒေါပုလည်းယုံတည်ဆိုယုံယုံရင်လိုက်ပါထိုင်ချလိုက်သည်မဟုတ်ပါဘူးရှင်ရှင်ဘလို့ဖြစ်တာလဲခုလိုတားငင်မရငယ်ယူရအောင်ကျမမဘာဖြစ်ရတယ်လဲပြောပြောမရှိပါဘူးကွာမင်းမဘာတခုမှငါမကျင်းတာမရှိပါဘူးဒေါပုမျက်ရည်ဝေနေလေပြီနို့ တို့ဘာကြောင့်မငငယူရတာလဲဒေါ်ပုတ်အတန်မှာချစ်စောဟုံဖြင့်တုန်ခါနေသည်အေးကွာငါလဲဒီမက်ပုကိုချစ်ကြိုက်မိပြီးခိုးပေးလာတာစက်တရရှိပြီခုမင်းဒီလိုမင်းမပဲငါစဉ်းစားကြည့်တယ်ငါလဲမပြောတတ်ဘူးမက်ပုတွင် မျက်ရည်များဝေလာကြပြီဒေါ်ပုတ်တွင်မူဝဲ၍ကြလာသည် ခုကောင်ပြိုးကျမမချစ်တော့ဘူးလား ဒီလိုဘယ်ဟုတ်မလဲကွာမိငိုမချစ်တော့တဲ့နောက်ငါကွာရှင်းပြီးမှဟိုမက်ပူကိုယူမှာပေါ့တော်ပူရင်မျက်ရည်ပူ၍ရွှဲလာသည်နှင့်ဟိုမက်ပူမှလည်းခေါင်းကလေးငုံ၍မျက်ရည်တုံနေပြီဖြစ်၏ယခုသူတို့ချစ်တုံးလီအချီချပြောနေကြသည်အင်းရှင်အဖို့ကိုဇနီးမောင်နှံမှမူအလွမ်းတော်မြည်တို့တော်အရာတော်ကိုခန်းစားရမည်မသိကြီးကြီးကြောင်းကြီးနေကြရှာ၏ ရှင်းရှင်းလောက်ကိုအောင်ဖြူဒီလိုနဲ့တော့ဆင်မြိုင်ကြီးကျမမနေနိုင်ဘူးကျမကို꽈ရင်ကွာဒါမှမဟုတ်သူ့ကိုဟိဟိကျမကိုကြီးဖြူတော့မ꽈နိုင်ဘူးမပူကအလူရဲ့ဝင်ပြောတည်နေအောင်မေငင်ကမြန်ငှလင်ကိုကိုကြီးဖြူလေးပါလေးနဲ့ငှလင်ကိုမက်လုံးပြပြီးလွတ်ယူထားတဲ့မရင်ငယ်မကဟင်အမဒီလိုမပြောပါနဲ့ကျမကိုလည်းကြည့်ပါဦးပိန်ပိန်ညက်ညက်ကလေးပါပြစီရမက်လုံးလည်းမရှိပါဘူး ဟေးမပုဘာလဲမင်းကိုခေါ်တာမဟုတ်ဘူးဟိုမပုကိုခေါ်တာအပုမင်းတတိနေသူပြောချင်တာပြောပါစေအမေမေအပူတဲ့ဟင်းချစ်စနိုးနေလိုက်တာအော်ကွာခွဲကြတော့အောင်လို့ပေါ့မင်းကမပုဟိုငယ်ကအပုကဲမင်းဘာပြောအောင်မလဲအပုကိုဆဲမလားဆဲရိုက်တော့မရိုက်နဲ့ဒါသူများသားသမီး ဒေါ်ပုဘာပြော၍ဘာလို့ရမည်မသိတော့ပဲဒေါသမျက်ရည်ကိုခက်ဆောင်ဆောင်တုပ်ပြီးရုတ်ခနဲထထွက်သားသည်တွင်ဒီမှာအပုဦးအောင်ပြောလေအသက်30ခန်းသာရှိသေးတော့သူ့အပုအားအနီးသို့ဆွဲဖက်ခေါ်ရင်အရေးကြီးဆုံးကဘာလဲအပုကိုကိုကြီးဖြူအမြဲချစ်နေဖို့ပဲမဟုတ်လားအေးဒီအတွက်စိတ်ချချနေနော်ဟိုမပုဆိုတာကလည်းသူ့မှာအပြစ်မရှိဘူးဘာအပြစ်မှမရှိဘဲနဲ့ကြွားလိုက်မယ်ဆိုရင်ကိုကြီးဖြူဟာ အများကြီးအယုတ်ဆိုးသွားမယ်တနေ့လုံးကအပြစ်ဆိုကြမယ်ဒီလိုပဲနေသွားကြရင်ဘသူမှဘာမှပြောလို့မရဘူးအဲ့ဒီတော့ကိုကြီးဖြူကိုအရက်ကတရွာလုံးတနေ့လုံးကအပြစ်ဆိုကြမှာကိုအပုလေခံနိုင်မလားဤကဘာလောကတစ်ခုလုံးတွင်ကိုကြီးဖြူကိုသာချင်းမြန်လို့မဆုံးဖြစ်နေရှာဟန်တူသောအပုလေကိုကြီးဖြူမှကိုကြီးဖြူဖြစ်နေဝရာရှိသည့်အပုလေသူ့အရေးထက်ကိုကြီးဖြူအရေးတည်တာအဓိကထားနေသည့်ပမာ ပြပြတလဲအမူအရာဖြင့်ကိုကြီးဖြူရင်ဝင်ကြမှအလျားလိုက်မော့တဲ့ကဟေးကိုကြီးဖြူကိုဘသူမှအပြစ်မပြောရအောင်အဖို့ကိုပြောချင်ပြောကြပါစေအမတော်ဘူးကပါလာရိုက်ချင်းလဲရိုက်ပါစေတော့အဖို့လေခေါင်းငုံခက်မယ်ကိုကြီးဖြူတသက်လုံးချစ်နေမယ်ဆိုရင်အဖို့လေကျင်းနေပါပြီဥအောင်ဖြူဤစိုးခဲ့သည့်အတိုင်းတမျိုးသောဩဝါဒကြောင့်အဖို့လေကသာညင်၍တိမ်မွေးနေသည်တော်ဘူးကမူနှိရှိသည်၍မကျေနပ်နိုင်အဖို့ကလေးကိုတရိယာတိုင်း ဥအောင်ဖြူကိုရန်ထောင်သည်အပုလေးအိမ်သွားမိနေတွင်ကအချင်းရှိတွေ့ရန်ဆောင်သည်ဟေးမပုဘိုင်းချက်လေအပုလေးအိမ်မှာနောက်နေ့မိုးလေး၍ပြန်လာမိဖို့ဆောင်ဝင်ပြီးဒိုးလျင်မိတီကိုပင်ဒါကဒီကမပုနော်အငယ်မှမိပုနဲ့မာပြီးယူတုတုအတန်နဲ့မင်းနေနဲ့မမားပါဘူးကွာဒီမပုကဝဝဖန်ဖန်ကြီး ဟိုအပူလေးကညံ့ညံ့ကလေးပါ။ဟာဟာဘာဟင်းလဲကွ။မမြင်ဘူးလားဒီမှာဖားတိုင်းချက်နေတာ။မင်းကလည်းကွ။ငါများတော့အမြဲရန်လုံနေတာပဲ။ကောင်းကောင်းမေးတာကိုကောင်းကောင်းပြောလို့တေးသွားမှစိုးလို့လား။ဟင်ရှင်သာသေးရှင်နဲ့ရှင်မရငင်းနဲ့သေးကျမမသေးဘူး။မင်းတို့မရေကြီးတွေအဲ့ဒါခက်တာပဲအเจ้าထူတာလည်းမဟုတ်ဘဲနဲ့မရေငယ်မရေငယ်ဒါပဲပြောပြောနေတော့ ။နှုတ်မဟုတ်ဘူးလား။ခုလည်းမရင်ငယ်အိမ်မှာအိပ်ပြီးပြန်လာပြီးဟင်။အေးအဲ့ဒီလိုပူညံပုံညံလောက်တော့ငါနားကြီးလားယော။အင်းနားကြီးတော့ဘာဖြစ်တလဲ။ငါဒီညဒီမှာအိပ်မယ်လို့အပုလေးကိုပြောလာခဲ့ပြီ။မင်းကဒီမှာတခါကျွစီကျွစီလုပ်နေတော့ဒေါ်ပုညင်သွားလေတည်း။တနေ့တော့မိုးလွယ်ပိုင်းအချိန်အပုလေးတို့အိမ်တွင်ညီမနေ့ကမတ်ပိုးဦးကိုငါအတင်ပြောလိုက်တယ်မဟုတ်လား အတင်းပြောတာမဟုတ်ရပါဘူးလုံကြီးအစင်ချာအဲ့ဒါအတင်းပြောတာပဲပေါ့ဗာလေညီကဟင်းကိုအောင်ဖြိုးဝေလာတဲ့ထမိန်နှထဲတဲကငါကြိုက်တာရွေးယူပြီးညီကိုတော့မကောင်းတဲ့အစင်ပေးတယ်လို့လို့ပြောလိုက်တယ်မဟုတ်လားမိဘူးကျမနာမည်မိဘူးမဟုတ်ပါဘူးငါတိတယ်မိပုလို့ခေါ်ရင်ငါကောင်ကပြန်ခေါ်တယ်လို့ဖြစ်နေမှာဆိုလို့တိရလားခက်ပြုံပြုံနားထောင်နေတော့ဥအောင်ဖြူကသွားပေါ်အောင်ရီလိုက်ဤဒီမှာအမ ကျမပြောတာကကျမအစဉ်ကလေးကတိတ်လာတယ်။စင်နူပဲဝယ်လာရင်တိတ်ကောင်းပါလို့ပြောတာပါ။အောင်မေရာရာဆဆနမယ်ချင်းတူနေလို့စိတ်မချမ်းသာရတဲ့အထဲညီးကထမိန်အောင်စင်နူဝှချင်နေသလား။ဟေးမပူအဲ့ဒါပြောတာနားစရာလားကွာ။ငါမှန်တာပြောမယ်။ဒီကောင်မလေးကိုငါကောင်းကောင်းဆုံးမထားတယ်။သူငါ့ကိုတိတ်ချစ်တယ်။ငါစကားလည်းအမြင်နာထောင်နေ။မင်းအကြောင်းဆိုဘယ်တော့မှမဟုတ်မတရားမပြောဘူး။ဘာလဲဘာလဲ။ ကျမကတော့အမြဲရန်လုံးနေသလားရှင့်ကိုမချစ်လို့ရှင့်စကားနားမထောင်ဘူးလို့ပြောကျင်သလားဒီမဲ့ကိုအောင်ဖြူရှင့်မြင်းမြဲမှတ်ထားလိုက်ပါမဆရာဘာလို့လဲအပုလေဟာငါ့ကိုချစ်လို့မင့်ချောင်းအတင်းဖြစ်မပြောရဘူးဆိုဘာမှမပြောဘူးမင်းကသာသူ့ကိုမနာလို့ဖြစ်ဖြစ်ပြီးဟုတ်တယ်အဲ့ဒါပဲကျမပြောမလို့သူကစားနေဝတ်နေရရင်ပြီးရောရှင့်ကိုတကယ်ချစ်လို့မဟုတ်ဘူး ကျမကတော့ဥရဲအသေးသေးကချစ်လို့မနာလို့လို့တဝန်တူနေရတာသိရလားဥတိုးတဲ့တဝန်ကြောင့်လဲဆိုတာတကယ်ချစ်လို့ဘယ်မိမကိုမေးမေးတနိုင်ငံလုံးသိတယ်မုံလဲဆောင်တောင်းဟိဥအောင်ပြောသည်မုံလဲဆောင်သုံးခွက်မှာပြီးဒေါ်ပူကတစ်ခွက်လမ်းပေးကကဲတောက်လိုက်အောင်မင်းတော်ရကြည့်ပြီးမောနေပြီအာချောက်နေပြီဒေါ်ပူမငင် ညနေသားတင်းတင်းနဲ့ပင်ဆက်ကနေယူတော့ပြီးဒီနေ့ခြာကနေလှည့်ဆင်းသွားလိမ့်ဤအပုလေးစီတွင်တရက်ဒေါ်ပုအိမ်တွင်တရက်တခါတည်းရင်ဒေါ်ပုအိမ်တွင်နှစ်ရက်နေပြီးအပုလေးထံတရက်တာသွားနေလေရှိခဲ့ရမှာယခုဒေါ်ပုထံရောက်မလာဒီမှာလေးရက်တင်းတင်းပြည့်ပြီးဖြစ်တော့ကြောင့်ဒေါ်ပုကျွန်းတပုံထားနေကြပြီနေထိုင်မကောင်းဘူးလေပြောသေးရဲ့ဇေဝအဆုံရှိတဲ့အိမ်ကိုတော့ပြန်မလာဘူးအမသွားခေါ်ပါလားအဖေကို သမီးကြီးကအကြံဉာဏ်ပေးသည်တွင် ခေါ်နိုင်မောင်တော့သွားခေါ်လို့လိုက်မလာရင်ငါတော့ရှက်တာနဲ့တိမ်ပါပဲဟိုကောင်မကလည်းရောင်တက်သွားမယ်ကြီးတို့ဘာတိလဲရိုးတော့ပုကိုအမျိုးတယောက်ကလမ်းမစီမှာလမ်းအောင်မေးတော့ယောက်ျားတန်ခက်ကြည့်ကြည့်တန်ပေါ်လာသည်နင်တွေ့ချင်းဟိုအိမ်လိုက်သွားမပူတော့အိမ်လားမသိဘူးမရေကြီးကတော့ဒေါ်ပုပဲပြောရင်ကထရက်ပြီးဇက်ကနေ ိမ်ထဲဝင်သွား၏သားသမီးများကမိထူရန်ချတာတော့မအင်ကလေးကိုခလုတ်တိုက်မိသဖြင့်ချွတ်ချွတ်ဆူသွားအောင်ကျိန်မောင်းရင်နောက်ဖေးဝင်သွား၏ဒီထမင်းစပွဲကစားပြီးရင်တင်းကြပါလားဒီရင်နံစီပလင်းလဲယူလုတ်ပြီးနေရာတကျပြန်မထားဘူးဟဲ့ရေခွက်ကောရေခွက် နောက်ဖေးတကလည်းဒီအတိုင်းဖွင့်ထားကြတယ်တို့ပြောရင်အော်ရင်ကတကားကိုဆွဲဆောင်ပိတ်လိုက်စင်အမလေးတော်သေပါပြီ ဟာအမေလက်လက်ညက်သွားပြီလားယင်တန်းငယ်တရားအပြေးကလေးပေါက်လာပြီးဒေါ်ပုလက်ကိုစုံနေရင်မေ့ဤဟင်းနင်တို့လည်းတေမဒါမှမဟုတ်ငါမြင်မြင်သိရင်အေးမယ်ဟိုမိပုတည်သွားရင် အားလုံးအေးမယ်ဟေးမပုဘာဖြစ်နေတာလဲကွာမင်းကိုကိုကိုတရားအခုတို့ပေးတာကူကွာမန်းလက်ဘာဖြစ်သွားသေးလဲနောက်ဖေးအထီတိုးတိုးပြပြဝင်လာသူဥအောင်ဖြူကတို့မေးရင်ဒေါ်ပုလက်ကိုကင်ကြည့်တော့မိပြူတော့ ရှင်ဘာလို့ပြန်လာတယ်လဲရှင်အပုလေးစီသွားတေကြီးသွားပြန်ယူတေကြခက်ပါလားမပူရဟိုအပုမပါရင်မပြောရတော့ဘူးလားဟဲ့သမီးပြပြတားပြပြတယောက်ရောက်အဖေကိုရေတစ်ခွက်ပေးကြစမ်းဘာလဲတောက်ရည်လားမနဲ့ကပဲရှင်သားငယ်ဆိုလို့ရေဦးကြကွဲသွားပြီရေဦးကွဲလို့မှဝဲပြိမဲ့လူမရှိမဟုတ်ဆိုမအိမ်တိလားဒါမဟုတ်ဆိုမမပူရဲ့အိမ် ြင်းပြင်းရေအိုးရှိတဲ့အပုလေးအိမ်မှာသွားတောက်ချီဟေးမပုတော်တော့ကွာမင်းတော်ရာကိုလျှော့မင်းမောနေပြီကဲကဲရေမိုးချူပြီးအမောဖြေလိုက်အောင်ဦးအောင်ဖြူကခက်တော်တော်ပြောရင်ဒေါ်ပုပကုန်းကိုတစ်ချက်ပုတ်လိုက်ပြီးမှဒါဦးအောင်ဖြူဒေါ်ပုတို့အိမ်ကမဟုတ်ဆိုမှဒေါ်ပုအိမ်မဟုတ်ဘူးငါရေအိုးတော့ဝယ်မယ်ဟင်းနေတော်ဝင်သွားပြီ ဘာဖြစ်ဖြစ်ပေါ့ကွာတောက်ယူဦးရရင်ပြီးရောမဟုတ်လားပြောပြောထွက်ထွက်လဲထွက်လာခဲ့တော့ဥအောင်ဖြူလဲအလန်းဝေးလာတော့ဈေးဘက်တို့မသွားတော့ပဲသူတို့မိသားစုကိုဝယ်ရဆရာတော်ဘုန်းကြီးကျောင်းနေလို့ခြေအသားကျနင်းကတလန်းချင်းဝင်လာခဲ့ဤဟဲ့တကားပြောမဟုတ်လားမမဖေဟာမောင်နဲ့မမလက်ဆွဲမိလဲမပါစူစမ်းမအောင်ဟာတကားကိစ္စဒီမဖေဟာ ကမကြီးပေါ်ဗျာတောက်ယူဦးကွဲသွားလို့တဲ့ဒီကြီးကြီးလုံနေလို့ဟဲ့အချိန်ရှိတုန်းကတော့တပည့်တော်ခီးလုံနေလို့ပါဗျာဘယ်ကိုခီးလုံတာတော့ဝေဝေတော့မဟုတ်တန်ရပါဘူးအေးလေဘုန်းကြီးသိပါတယ်ကဖြူရကဲကဲကျောင်းအောင်မှာစီထားတဲ့ရေဝိုးသုံးလုံးတွေကကြိုက်တာယူသွားအေးနှစ်ဖြင့်အစားပြန်ဝင်လာလူအောင်နော် ဥအောင်ပြိုးလည်းသုံးလုံးသောရေအိုးများအနေလက်နှစ်၌ဆန်၍ရေပြည့်ရှိသောအိုးကိုထမ်းပြီးခြေလမ်းကျကျနှင့်ပြန်လာခဲ့သည်။ဒေါ်ပူရေမိုးချိုးပြီးုံနာမကတနခါရေကျင်းနှင့် ပေါ်ဖြူလိတ်ခဲရင်အိမ်အတက်စင်တွင်ထိုင်နေသည်။နောက်ဗျုံကနေအပြုံးနှင့်ထားရလိုက်ပြီးဥအောင်ပြိုးထမ်းလာသောရေအိုးကိုဝိုင်းကူယူပွေကရေအိုးစင်ပေါ်ချရင်ဒေသကြားဖြစ်စီရင်ရေအိုးကိုအသာလှည့်လိုက်၏။ ဦးအောင်ဖြူကနဖူးမချွေကိုလက်ညိုကိုေးဖြင့်တုပ်၍ခါလိုက်စဉ်ထိုတောက်ခေါက်တန်ကြဦးအောင်ဖြူမော်ကြည့်တွင်ဒေါ်ပုသည်ရေအိုးရောရေအိုးစင်မှာဝုန်းငနဲ့စောင့်တွန်ချလိုက်သည်ဖြင့်ဟေးဟေးဒါကဘာလုပ်တာလဲဒါတက်တက်ရှင်ကျမကိုအရွက်ထိုက်တာပဲဟုတ်မှာရှင်ရေအိုးမှာရေးထားတဲ့စာတွေဒါကကောရှင်ဘာလုပ်တာလဲဦးအောင်ဖြူရောင်ချာချာဖြစ်သွား၏ကျမ်းမြေမော်ရင်ကြောက်ွယ်နေတော့ အိုးချမ်းပိတ်များကိုတေးချစွာကြည်မိမှပင်ဈေးပြူနှင့်ရေးသားသောစာများကို တွေ့ရပြီးကပိုင်းစီတစားစီဆက်၍ဖက်ချိလိုက်သောအခါတွင်မှဥဥကောင်းမှုနတ်လူတာရုခေါ်စီတော်အတွဲ30ခွန်အမှတ်388ရှုမောမဂဇင်းအော်တိုဘာလ1998ခုနှစ် ခုဖပြခဲ့တာကတော့ဆရာကြီးတာလူရဲ့နက်လူတာလူခေါ်စီတော့ဆိုတဲ့ဝတ္ထုတို့ပဲဖြစ်ပါလေရှင်။နားဆင်အားပေးကြလို့ကျေးဇူးများတင်ပါတယ်ရှင်။နောက်နေ့မှပြန်ဆုံကြမယ်နော်။